ဟုတ်တယ်ဒါအားလုံးမင်္ဂလာပါဒီနေ့မှာတော့လာလာမေးကြတဲ့ပြားပဲချိန်မှာရှောက်လို့ရမလဲဆိုတဲ့မေးခွန်းကိုဖြေပေးပါမယ်ရှောက်ဖို့ပါတယ်လို့လဲဆိုရဟာပေါ့နော်အဲ့တော့အဲ့ဒါမဖြေသေးခင်မှာပြားနဲ့စီတစင်ဘာကွာလဲဆိုတဲ့ဟာကိုဖြေပေးပါမယ်ပြားဆိုတာကတော့အငဲနေထိုင်ခွင့်ဖြစ်တဲ့အတွက်ဒီနိုင်ငံမှာအငဲနေထိုင်ခွင့်ရှိသွားမှာဖြစ်ပါတယ်ဒါပေမဲ့ငါနှစ်ယောက်တိုင်း ဒီတစ်ချိန်သက်တမ်းပြန်ပြီးတူဝမယ်ပေါ့နော် renew ပြန်လုပ်ဝမယ် Dutch PR ခိုင်းထားတဲ့သူတွေဒီနိုင်ငံမှာပဲနေထိုင်ခွင့်အလုပ်လုပ်ခွင့်ရရှိတာဖြစ်ပါတယ်တခြား EU နိုင်ငံမှာသွားပြီးတော့အလုပ်လုပ်မယ်နေမယ်ဆိုလို့ရှိရင်သက်ဆိုင်ရာနိုင်ငံရဲ့ visa ထပ်သက်ထပ်လျှောက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတခြားနိုင်ငံကိုကိုယ်ကသွားပြီးနေမယ်ဆိုလို့ရှိရင်လည်း အ ਨੇ ဆုံးတစ်နှစ်တော့တစ်ချိန်ဒီကိုပြန်လာမှာဖြစ်ပါတယ်အဓိကဆိုလိုချင်တာကတော့ကိုယ့်ရဲ့ main residence ကဒီနိုင်ငံဖြစ်နေဖို့လိုပါတယ် main residence အနေနဲ့ပြောင်းမသွားဖို့လိုတာပေါ့เนาะအကယ်၍ပြောင်းသွားလဲဆိုရင်တော့ဒီနိုင်ငံကနေထိုင်ခွင့်ကပဲပြတ်မှာဖြစ်ပါတယ်ဟိုလိုမျိုး၃လတန်တီ၄လတန်တီအလိုမျိုးတက်နေတာဘာမှမဖြစ်ဘူးပေါ့ပြရဆိုလို့ရှိရင်เนาะဟိုရှာဝါရာဈေးလေးနည်းနည်းတက်တာရပေါ့เนาะ200ကျော်300နီးပါးယူရိုပဲပေးရတယ်ပေါ့စီတစင်ကတော့စီကြည့်ရပါတော့เนาะနောက်တစ်ခုကကြတော့ ပီအာလျှောက်တဲ့သူတီဒီမြန်မာနိုင်ငံဆိုရင်မြန်မာနိုင်ငံသားဖြစ်နေစေပဲပေါ့နော်ဒီကနေထိုင်ခွင့်ကတ်ကိုပဲခြင်ထားတာဖြစ်ပါတယ်မြန်မာနိုင်ငံသားဖြစ်နေစေဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ဒီ passport တက်တန်းတူရာတွေနောက်အခွန်ကိစ္စတွေပါတယ်အဲ့ဒါတွေအကုန်လုံးအမြန်မာနိုင်ငံနဲ့သက်ဆိုင်နေသေးတာဖြစ်ပါတယ်ဒါနေထိုင်ခွင့်မရတဲ့သဘောပေါ့နော်အဲ့တော့ဒါက PR ပေါ့ စီတဇင်ကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင် Dutch နိုင်ငံသားဖြစ်သွားမယ် Dutch passport ကိုင်ဝင်ရမယ်ပေါ့နော် Dutch passport ကဒီ powerful rank ကဒီနှစ်သုံးဟုတ်သုံးမှာရှိပါတယ်ဒီ website ပေါ်မှာမူတရားပေါ့နော်တချို့မှာနှစ်ဖြစ်ပြီးတချို့နေရာမှာသုံးပေါ့ visa မလိုဘဲနဲ့တရာ92နိုင်ငံကိုသွားခွင့်ရှိတာဖြစ်ပါတယ်ဘယ်နိုင်ငံမှာဘယ်နေရာနေရမလဲဆိုတာကတော့သက်ဆိုင်ရာနိုင်ငံပေါ်မှာမူတရားပေါ့နော်ဒီနိုင်ငံသားဖြစ်သွားတဲ့အတွက်ဒီနိုင်ငံရဲ့ဒီမဲပေးခွင့်ပေါ့နော် national level မှာမဲပေးခွင့်ရှိပါတယ်။နောက် EU နိုင်ငံသားဖြစ်တဲ့အတွက်တခြား EU နိုင်ငံတွေမှာသွားပြီးတော့နေထိုင်ခွင့်အလုံးလုံးခွင့်ရှိပါတယ်။ဘာ visa ဘာ permit မှာထပ်ပြီးထရှောက်ဖို့မလိုပါဘူး။ပြီးရင် EU ပဲဖြစ်ဖြစ်တခြား EU မဟုတ်တဲ့နိုင်ငံကိုပဲဖြစ်ဖြစ်သွားနေထိုင်လဲကိုယ့်ရဲ့နိုင်ငံသားဖြစ်မှုကဆုံးရှုံးမှာမဟုတ်ပါဘူး။ပြန်လာရင်ကိုယ်ကဒီနိုင်ငံသားပဲပေါ့နော်။အချိန်တိုင်းတော့ဟို passport တော့အသက်တော့ပြန်ပြန်လဲရမှာပေါ့နော်နောက်တစ်ခုက ဒီနိုင်ငံကတော့ dual citizenship ကိုပေးပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကမပေးဘူးပေါ့နော်အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကိုကဒီနိုင်ငံသားဖြစ်ချင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံသားဖြစ်ခွင့်ကိုဆုံးရှုံးมาဖြစ်ပါတယ်မြန်မာနိုင်ငံသားကိုဆွန့်လွှတ်ရမယ်ပေါ့နော်အဲ့တော့မှသာဒီနိုင်ငံသားဖြစ်มาဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ကိစ္စအဝါဝါကလုံးဆရာမလို့တော့အခုလည်းမဆိုင်တော့ပေါ့နော်ရှောက်မယ်ဆိုလို့ရှိရင်တော့တူတထောင်နီးပါးပေးရတယ်ပေါ့နော်ယူရိုတထောင်နီးပါးရှိပါတယ် ဲ့ဒါကတော့တို့နှစ်ခုရဲ့ကွာခြားချက်ပါအဲ့တော့ PR ဘယ်ချိန်မှရှောက်ခွင့်ရှိမလဲပေါ့နော်အဲ့ဒါကတော့ဒီမှာစတိုင်ငါနှစ်နေပြီးသွားရင်ရှောက်ခွင့်ရှိပါတယ်ငါနှစ်စတိုင်နေတဲ့သူတိုင်းရှောက်ခွင့်ရှိတာတော့မဟုတ်ပါဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုကဒီ highly skilled migrant visa နဲ့လာတဲ့သူဒီမှာအလုပ်လုပ်တဲ့သူဆိုလို့ရှိရင်ငါနှစ်စတိုင်လုံးဝ gap မရှိပဲဒီမှာနေခဲ့တဲ့သူဆိုရင်ရှောက်ခွင့်ရှိပါတယ်ထို့အတူပဲကိုနဲ့အတူလိုက်လာတယ်ယောက်ျားမိန်းမပေါ့နော်တို့တို့လည်းဒီမှာငါနဲ့အတူနေထိုင်ပြီးွားရင်ရှောက်လို့ရပါတယ် နောက်ចောင်းသားပေါ့เนาะចောင်းသားဆိုလို့ရှိရင်တော့သူကတဝက်ပဲ count လုပ်ပါတယ်ဥပမာကိုကဒီမှာနှစ်နှစ်တက်ခဲ့တယ်ပေါ့เนาะចောင်းနှစ်နှစ်တက်တယ်ဆိုရင်သူကတစ်နှစ်ပဲရှိတာဖြစ်ပါတယ်နောက်တစ်ခုကအဲ့တော့ကိုကဒီចောင်းသား visa နဲ့လာပြီး PR လိုချင်တယ်ဆိုရင်တော့ကျောင်းဆယ်နှစ်တက်မှရမှာပေါ့เนาะအဲ့တော့မှငါနှစ်ဖြစ်မှာဆိုတော့ဒါမဖြစ်နိုင်တလောက်နေပါပဲပေါ့เนาะနောက်ဒီ orientation year visa နဲ့လာတဲ့သူကျွန်မအရှင်မပြောခိုက်ဘူးလေ visa ပေါ့เนาะ higher education တမားတွေ အဲ့ဒီသူတွေအဲ့ဒီဗီဇာနဲ့လာတယ်ဆိုလို့ရှိရင်သူတို့ရတဲ့ဗီဇာတစ်နှစ်ကလုံးဝ count လုံးမှာမဟုတ်ဘူးဖြစ်ပါတယ်။ဟိုကျမဆိုရင်အဲ့ဒီဗီဇာနဲ့တစ်နှစ်တည်းမှာနေဘူးတယ်ပေါ့နော်။အဲ့တော့ကိဝေကို PR လျှောက်ချင်တယ်ဆိုရင်အဲ့ဒီတစ်နှစ်ကသူတို့ထည့်ကြည့်တော့မှာမဟုတ်ပါဘူး။ Now အာ partner ပေါ့နော်။အဲ့ဒီဗီဇာနဲ့လာတဲ့သူဆိုရင်ကိုယ့်ရဲ့ယောက်ျားမိန်းမသည်ဒီ EU နိုင်ငံသား debt နိုင်ငံသားဖြစ်တယ်ဆိုလို့ရှိရင်သူနဲ့ကိုဒီမှာနေထိုင်တာငါနှစ်ပြည့်ပြီဆိုရင် PR ရှောက်ခွင့်ရှိပါတယ်။နောက်ကလေးပေါ့နော် ကလေးကကြတော့သူကဒီ73နှစ်ကနေစပြီးတော့မရှောက်ခွင့်ရှိပါတယ်။ဥပမာကလေးက73နှစ်ရောက်ရင် PR ရှောက်ခြင်းလေဆိုရင်သူဒီအရှိမ9နှစ်နေခဲ့ဘူးပြီးသားဖြစ်ရမယ်ပေါ့နော်။ဆိုလိုတာက7နှစ်ကလေးကဒီမှာနေခဲ့ဘူးရင်သူဒီ73နှစ်ပြည့်တဲ့အချိန်မှာဗီဇာရှောက်လို့ရတယ်။ဒါပေမဲ့7နှစ်အရှိရှောက်ထားခဲ့တဲ့အဲနေထားခဲ့တဲ့နှစ်တွေကိုတော့သူကမရှိဘူးပေါ့နော်။အဲ့တော့ကလေးဆိုရင်73နှစ်ကနေစပြီးရှောက်လို့ရပါတယ်။ဒါတော့ဒီ PR ရှောက်တဲ့အခါမှာ ဒီသူတို့စဉ်းစားတဲ့နှစ်အကန့်အသတ်ပေါ့နော်နှစ်သက်မှတ်ချက်ပေါ့နောက်တစ်ခုကကိုမှပုံမှန်ဝင်ငွေ ရှိရပါမယ် income requirement ကဒီ holiday allowance မပါဘူးဆိုလို့ရှိရင်1450ဖြစ်ပြီးတော့ holiday allowance ပါတယ်ဆိုလို့ရှိရင်1565ဖြစ်ပါတယ်ပြီးရင်ကိုရဲ့ဒီလစာသည် sustainable ဖြစ်ရမယ်ပေါ့နော်ဆိုလိုတာကကိုသည်ဒီလစာကိုဟိုတစ်လနှစ်လပဲရတာမဟုတ်ဘူး အချိန်ကာလတော်ကြာရနေတယ်ဆိုတာကိုပြနိုင်ဖို့ရန်အတွက်ကိုယ့်ရဲ့ contract ကဒီ12လရှိရပါမယ်အဲဆမ်မိုဘဲတွေဘာတွေကတော့တချို့ဆိုလို့ရှိရင်တော့ကင်းလွတ်ခွင့်ရှောက်ခွင့်ရတဲ့သူတွေရှိရပေါ့နော်ဒါကတော့ဒီတယောက်ချင်းစီပေါ်မှာမူတည်ပါတယ်ပုံမှန်အားဖြင့်တော့ Dutch ဆမ်မိုဘဲဒီ four skills ပေါ့နော်အဲ့ဒါဖြည့်ရတယ်ပြရင်ဖြည့်ပြသွားရင်တော့ပြရရပါတယ်တချို့လည်းဖြည့်စရာမလိုဘူးဖြစ်ပါတယ်အဲ့တော့ဒီမှာ PR နဲ့ citizen ခွာခြားချက်လေးကိုလာရှင်းပြတာဖြစ်ပါတယ်အားလုံးစင်ပြပါစေဘိုင်ဘိုင်